ဗရင်ဝင်ကြီးချုပ်စာကီယာစတာမာကအက်စတွန်ဗီလာနဲ့မကာဘီတဲဖီတို့ရဲ့ယူဘာလီပွဲစဉ်မှာအစ္စရေးပြည်သက်တွေကိုပွဲတယောက်ကြီးစုခွင့်ပိတ်ပင်တဲ့ဆုံးဖြတ်ချက်ကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ West Milan Police ကနိုဝင်ဘာ6ရက်ဗီလာပမှာရှင်ပြိုင်မဲ့ပွဲစဉ်ဟာဘေးကင်းလုံခြုံမှုရှိစိုးရိမ်မှုတွေကြောင့်အန္တရာယ်များတယ်လို့ပြောခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့အေဂျင့်နဲ့မကာဘီတဲဖီတို့အက်စတာရဲမှာရှင်ပြိုင်ခဲ့တဲ့2024ယူဘာလီပွဲစဉ်မှာဖြစ်ခဲ့တယ်။အကြမ်းဖက်တိုက်ခိုက်မှုနဲ့အမုန်းတရားတွေပါဝင်လက်ရှိအခြေအနေနဲ့အရင် PPF တွေပေါ်အခြေခံပြီးဆုံးဖြတ်ခဲ့တာလို့ပြောခဲ့ပါတယ်။ဗြိတိန်ဝန်ကြီးချုပ်စာဂီယာစတာမကဒါမာယွန်းနဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးရဲတပ်ဖွဲ့တွေရဲ့အခန်းကဏ္ဍကအကြမ်းဖက်ခံရမှာဒါမှမဟုတ်ချင်းချောက်မှုကိုမကြောက်ပဲဘောလုံးပရိသတ်တွေအားလုံးပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်ဖို့ဖြစ်တယ်လို့ဆိုရှယ်မီဒီယာ X မှာရေးသားခဲ့ပါတယ်။အက်စတွန်ဗီလာအသင်းကလည်းသူတို့နဲ့မကာဘီတဲဖေးတို့ရှင်ပြိုင်မယ်ယူပါလိပွဲစဉ်ကို အဝေးကွင်းပြည်သက်တွေတယောက်ကြည့်ရှုနိုင်မှာမဟုတ်ဘူးဆိုတာအတည်ပြုတယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာကအေဂျက်အတင်းနဲ့ယူပါလိပွဲစဉ်ပြီးမှမဂါဘီတဲဖစ်ပြည်သက်တွေဟာအန်စတာဒန်မှာတိုက်ခိုက်မှုတွေခံခဲ့ရတာပါ။ ပြီးခဲ့တဲ့လကဂရိကလပ် PAOK အသင်းပြိတ္တတွေဟာမကာဘီတဲဖစ်အသင်းရဲ့ယူပါလီပွဲစဉ်မှာလူမျိုးတုံးတက်ပြတ်မှုကိုရည်တမ်းဖို့ဆိုပြီးရေးသားထားတဲ့စာရင်းတွေကိုကင်ဆောင်ခဲ့ပါတယ်။အခုဘက်စောပိုင်းကရှင်ပြန်ခဲ့တယ်။2026ကမ္ဘာဗလာခြေစစ်ပွဲမှာအစ္စရေးနိုင်ငံတော်တချင်းတီဆိုချင်းအီတလီပြိတ္တတွေကလောင်းပြောင်းအော်ဟစ်မှုတွေပြုလုပ်ခဲ့ကြတာပါ။အက်စတိုမီလာတင်ဟာယူပါလီပွဲစဉ်နှစ်ပွဲကစားပြီးမှနှစ်ပွဲစလုံးအနိုင်ရရှိတာကမကာဘီတဲဖစ်တင်ကတပွဲတည်းတပွဲရှုံးနေထားတာဖြစ်ပါတယ်